အာစာအကြံဖတ်အဖွဲ့ကတပ်ဖြတ်ပြီးစွန့်ပစ်ထားတဲ့ရခိုင်ပြည်သူ6ယောက်ရဲ့ရုပ်အလောင်းတွေကိုလုံခြုံရေးဆောင်ရွက်နေတဲ့အာရခတတော် AA ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတွေ့ရှိခဲ့တယ်လို့ AA ကဒီကနေ့မှထုတ်ပြန်ပါတယ်။စက်တင်ဘာလ28ရက်နေ့ညနေ3နာရီလောက်မှာ AA ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာမောင်တော်နေဆက်မှာလုံခြုံရေးဆောင်ရွက်နေစဉ်မောင်တော်မြို့နယ်အထက်အင်းရှောင်းရွာရဲ့အနောက်မြောက်ဘက်မီတာ980လောက်အကွာမှာရှိတဲ့ မပြောတော့အုပ်နေရာထဲမှာအေးပြောပြီးတော့အယိုးစုတွေသာကြက်ရှိတော့တဲ့အလောင်း6လောင်းကိုရုပ်ပြက်ဆင်းပြက်အနေအထားနဲ့ရှာဖွေတွေ့ရှိခဲ့တယ်လို့အေးအေးရဲ့ဒီကနေ့အော်တိုဘာလ1ရက်နေ့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အဲ့ဒီရုပ်အလောင်းတွေဟာအေးအေးရဲ့လုံခြုံရေးစခန်းနှစ်ခုကိုတိုက်ခိုက်ဖို့လာတဲ့အကြမ်းဖက်အာဆာအဖွဲ့ဝင်တွေရဲ့ဖမ်းဆီးနှိပ်စက်တပ်ဖြတ်တောက်ကို ခံခဲ့ရတဲ့မောင်တော်နေဆက်တမန်သားရွာနဲ့ဒုံညိုကြီးရွာကပျောက်ဆုံးနေတဲ့ကြီးရွာသားတွေအထက်က 6ရောက်ရဲ့ရိုးအလောက်ဖြစ်နိုင်တယ်လို့ကနအူးခမတ်ချက်တွေအရသိရှိရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ16ရက်နေ့မှာမောင်နှောမြို့နယ်မြောက်ပိုင်းဒုံညိုမြို့ကြီးရွာကမျိုးမျိုးသားနှစ်ယောက်ဟာဝါခုတ်သွားစဉ်ပျောက်ဆုံးသွားခဲ့တာပါ။ပျောက်ဆုံးနေတဲ့သူတို့ကိုလိုက်လံချဖွေခဲ့တဲ့အဲ့ဒီကြီးရွာကမျိုးလူမျိုးတစ်ယောက်နဲ့အေအေးတပ်ဖွဲ့ဝင်တစ်ယောက်တို့ဟာလည်းထပ်မံပျောက်ဆုံးသွားခဲ့ပါတယ်။အဲ့ဒီနောက်လိုက်လံချဖွေခဲ့ရမှာပါဝင်တဲ့အေအေးတပ်ဖွဲ့ဝင်ဟာအာစာ RSO အကြံဖတ်သမားတွေရဲ့ဖမ်းဆီးတပ်ဖြတ်တာကိုခံခဲ့ရပြီးတဲ့နောက် စက်တင်ဘာလ19ရက်နေ့မှာအဲ့ဒီတပ်ဖွဲ့ဝင်ရဲ့ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။